လောဝိုင်းမင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ Warfighter 29မှာထိုးတက်သွားခဲ့တဲ့ Sony ဦးကတော့ Russian Fighter Dimitri Kotpungo အမတ်နဲ့ရှုံးနေတွားခဲ့ရပါတယ်။ဒါက Sony ဦးအတွက်စာချုပ်ရအပြီးမှာ၃ပွဲဆက်တိုက်ရှုံးနေတွားခဲ့ရတဲ့ပွဲလေးဖြစ်ပါတယ်။ Germany ကြီးကိုအခုချိန်ထိအလဲထိုးနိုင်တဲ့သူမပေါ်ထွက်လာသေးပေမဲ့လည်းပညာပိုင်းမှာတော့တခြား Fighter တွေနဲ့ရှင်းလိုက်ရင်လိုအပ်ချက်တွေရှိနေသေးပါတယ်။ ဇူနီဦးကလည်းဒီပွဲမှာဖွင့်ထိုးခဲ့တဲ့ဆိုပေမဲ့လည်းပွဲကိုပိုပြီးလွှမ်းမိုးနိုင်ပြီးတော့ထိချက်တာခဲ့တဲ့ရုရှားဖိုင်တာဒီမီထရီခော့ထုံကိုပဲအမတ်ပြီးတိုင်အလုံးကအနိုင်ပေးလိုက်ကြတာဖြစ်ပါတယ်။ပရမအချီဂရေကဇူနီဦးကတိုက်စစ်ဖွင့်ကစားပြီးတော့အတင်းဝင်ထိုးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ပြန်ဖက်ကလည်းနင်းချေတွေထောက်လက်တူတွေတုံးပြီးတော့အကွာဝေးထိန်းတာကြောင့်အခက်တွေ့တွားခဲ့ရပါတယ်။ဒီမီထရီခော့ထုံကဘော်ရီကစ်တွေလည်းအတုံးပြူနိုင်ခဲ့ပြီးတော့ဇူလီဦးကလည်းအထိနာစီခဲ့ပါတယ်။ ရမချီမဆူလင်းဦးကဘာမှတိတ်မလုပ်ပြနိုင်လိုက်ပဲတိမ်ဖက်ကပင်ဖိအားပေးထုတ်ပြသွားနိုင်ခဲ့ပါတယ်။ဒီမီထရီခော့ထုံရဲ့ထောက်လက်တီတွေကလည်းတော်တော်လေးကိုထိခဲရပြီးတော့အိုင်ပုံကြောက်လေပြိုင်ဖက်ကအနာတောင်းလိုက်ရသေးပါတယ်။ဒုတိယချီမှာတော့ဆူလင်းဦးကပထမချီထက်ဆိုင်ရင်ပူပြီးလုပ်ပြလာနိုင်ခဲ့ပါတယ်။ပြိုင်ဖက်ကသူပြင်ဆင်လာတဲ့ဂိမ်းပလန်အတိုင်းပဲထောက်လက်တီနဲ့ချီကန်ချက်တွေကိုအားပြုကစားသွားခဲ့တာဖြစ်ပါတယ်။အကွာအဝေးထိန်းတဲ့ဂျန်ကကလင်းရှင်ရအောင်ဖန်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းအရင်ကြီးတော့မလုပ်ပြလိုက်နိုင်ပါဘူး။ သူ့ချက်တွေကလည်းအလီလွင့်တွေများနေရပါတယ်။ဒုတိယအချီအထီလေဒီမီထရီခော့ထွန်ကပင်တာနီခဲ့တယ်လို့ပြောလို့ရပါတယ်။နချီဆက်တိုင်အတားရနေတဲ့ဒီမီထရီခော့ထွန်ကအမတ်နဲ့အနိုင်ရဖို့ရခိုင်နှုန်းတော်တော်လေးများလာပါတယ်။ဇူလီဦးကိုအလဲထိုးဖို့လည်းမလွယ်တောင်ကိုတိလာတဲ့အတွက်တတိယချီကိုတော့ထိန်ကစားဖို့ပြင်လာပါတယ်။ဇူလီဦးကလည်းအလဲထိုးနိုင်မှဖြစ်တော့မယ်ဆိုတော့ကိုတိလာတဲ့အတွက်တတိယအချီမှာတော့အရကုံတိုက်စစ်စင်လာခဲ့ပါတယ်။နောက်နာမပင်ပြင်ဖက်ကိုကက်ထိုးပြီးအခွင့်ရရလိုက်သေးပြီမဲ့ လဲကျသွားစီတဲ့အထီတော်မလုတ်ပြလိုက်နိုင်ပါဘူးတကယ်လို့ knock down တစ်ချိန်လောက်ရလိုက်မယ်ဆိုရင်တော့မှဘွဲကအဖြေကတမျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါလေနောက်ဆုံးမှာတော့ရှင်းနှချီဆက်တိုက်အတားစီရရှိနိုင်ခဲ့တဲ့ဒီမူထီခော့ထုံကိုပဲအမပီးဒိုင်းတုံးစလုံးကအနိုင်ပေးလိုက်ကြပါလေဇူလင်ဦးကအသက်အရွယ်လဲရနေပြီဖြစ်တယ်လို့ဒီစနစ်ပိုင်းမှာလဲတခြားဖိုက်တာတွေကိုရှင်နိုင်ဖို့ဆိုတော့ကမလွယ်ကူတော့ပါဘူးဒီပွဲမှာလဲဖွင့်ထိုးပြီးဖြိုးဖြေမှုပေးနိုင်ခဲ့တာလောက်ပဲရှိပါလေ တုံးပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရတယ်ဆိုပေမဲ့လည်းဝမ်ချမင်းရှစ်ကဆူနီဦးကိုနေရာဆက်ပေးဖို့ရှိနေပါတယ်မြန်မာဈေးကွက်နဲ့မြန်မာပြည်တပ်အောင်ကိုကောင်းကောင်းတည်တဲ့ဝမ်ချမင်းရှစ်ကဆူနီဦးကို Friday Fights ပွဲစဉ်တွေကိုပြန်ပြီးစင်းခိုင်းတာမျိုးလည်းမလုပ်နိုင်တော့ပါဘူးကျွန်တော်အမြင်ရဇူလီဦးရဲ့နောက်ပွဲမှာတော့လွေကူလောက်မဲ့ပြင်ဖက်မျိုးနဲ့ပွင့်တယ်ပြီးပြီးတော့နိုင်ပွဲပြင်ရအောင်လဲဖန်တီးပေးသွားနိုင်ချေရှိနေပါတယ် ဝမ်ချမင်းရှစ်ကနောက်ပိုင်းမှာဂျင်ပါပြုတ်လုတောင်းခဲ့တဲ့ပွဲဒီမှာဆိုရင်မြန်မာဖိုက်တာတွေအနေနဲ့မျက်နှာပန်းမလှဘဲဖြစ်နေခဲ့ရပါတယ်။ဒီခုတစ်ပတ်မှာဂျင်ပါပြုတ်လုတောင်းခဲ့တဲ့ One Friday Fight 99ပြိုင်ပွဲမှာဆိုရင်လည်းမြန်မာဖိုက်တာတပ်ပိုင်အောင်ဟာဂျင်ဖက်ဂျပန်ဖိုက်တာတာနစ်စုကိုအလဲထိုးနဲ့ရှုံးနေတောင်းခဲ့ရပါတယ်။တပိုင်အောင်ကယူရလဝိလောကမှာတော့ချွေးခပ်ပတ်ချန်ပီယံတအူးဆိုပေမဲ့လည်းဝမ်ချမင်းရှစ်ကိုတိုးဝင်နိုင်ဖို့အတွက်မလွယ်ကူဘူးဆိုတာပထမပွဲမှာတွေ့သွားခဲ့ရပါတယ်။ လူနဲ့ထိတိုက်ရင်ဆိုင်တွားခဲ့ရတဲ့ပြိုင်ဖက်ကလည်းဂျပန်ဖိုင်တာဂျင်းတူဖြစ်နေခဲ့ပါလေဒီပွဲမတိုင်ခင်ကတည်းကတနစ်စုကအလဲထိုးနိုင်ပွဲနဲ့အတူဘွန်နက်စုကြီးကိုလည်းဆက်တိုက်တင်ပြထားခဲ့ပြီးသားဖြစ်ပါလေတနစ်စုကမျက်နှုံတော်တော်လေးကိုမြင့်တဲ့ဖိုင်တာတူလို့ပြောလို့ရမှာဖြစ်ပြီးတပိုင်အောင်အတွက်သူ့ရဲ့မျက်နှုံအတိုင်းလိုက်ထိုးဖို့ကခက်ခဲနေခဲ့ရပါလေတပိုင်အောင်ကတနစ်စုကိုဂျောင်းပိတ်ထိုးတက်ခြင်းတည်းဆိုပေမဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူးတပိုင်အောင်ကလည်းကောင်းတူဝင်ထိုးတက်နေတာကြောင့် ာနှစ်စုအတွက်အကျိုက်ဖြစ်သွားခဲ့ရပါတယ်။ညနှုန်းပိုင်းမှာရောလှုပ်ရှားမှုပိုင်းမှာပါတာနှစ်စုကတော်တော်လေးတာနေခဲ့ပါတယ်။ပထမချီကလေးကအလဲထူခံရလောက်နိုင်တဲ့အနေထားတွေရှိခဲ့တယ်ဆိုပေမဲ့လည်းမကုံကြောင့်နာတို့အနေနဲ့ခံတာတွားခဲ့ရတယ်လို့ပြောလို့ရပါတယ်။ဒုတိယချီမှာတော့တပိုင်အောင်ကပူပီးဖွင့်ထိုးတက်လာခဲ့ပြီးတော့စိုင်းထိုးပြိုင်ထိုးလှုပ်ဖို့ကြိုးစားလာပါတယ်။ဆိုင်ထိုးတဲ့အခါမှာဆိုရင်လည်းညနှုံမြင့်လုံးနဲ့တစ်ဖက်ကဖိုင်တောင်ကိုမရှင်နိုင်ခဲ့ပဲနဲ့တာနစ်စုကပဲထိချက်အသာရရှိသွားခဲ့ပါတယ်။ ်တင်ဖက်ရဲ့ဂျီကန်ချက်တွေဘော်ဒီရှော့တွေကလည်းတပ်ပိုင်အောင်ကိုတော်တော်လေးအထိနာစီတွားခဲ့ရပါတယ်ဒုတိယအချိန်မှာဘွေကတော်တော်လေးကိုကျန်းခဲ့ပြီးတော့တနစ်စုကလည်းနှကောင်းသွေးတွေထွက်နေခဲ့ရတယ်လို့တပ်ပိုင်အောင်ကလည်းအထိနာတွားခဲ့ရတဲ့ပုံစံမျိုးတွေတွေ့ခဲ့ရပါတယ်တနစ်စုရဲ့လေပါရှော့မိပြီးတော့ဂျူဝိုင်းတောင်မှာအမတ်စင်ရီခံလိုက်ရပါတယ်ဒါကနဲ့ဆိုရင်အဲ့ဒီအချိန်မှာဂရက်ကတပ်ပိုင်အောင်ကတော်တော်လေးကိုနာသွားတဲ့ပုံပေါ်ပြီးတော့ ပြန်မထနိုင်လောက်တဲ့အခြေအနေမျိုးတိဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့မင်းနာကလိုက်ပါခဲ့တဲ့အသင်းသားတွေကအတိပေးလိုက်လို့ပြန်ထနိုင်ခဲ့တယ်ဆိုပေမဲ့လည်းဟာကွက်ကိုတိသွားခဲ့တဲ့တန်နစ်စုကတော့လီပါရှော့ကိုပဲဆက်နိုင်ခဲ့ပြီးတော့ဒုတိယကြိမ်နော့တောင်းမှာပဲဂျိုးဝိုင်းတန်ကပွဲရက်ပေးလိုက်ရပါတယ်။ဒီလိုနဲ့ပဲတန်နစ်စုကနောက်ထပ်အလဲထူ9ပွဲတပွဲရှာဖွေနိုင်ခဲ့ပြီးတော့ ဘောနက်ကြီးပါတိမ့်ပိုက်ပြတ်သွားနိုင်ခဲ့ပြန်ပါလိမ့်မြန်မာဖိုင်တာတက်ပိုင်အောင်အတွက်ကတော့ဝမ်ချမ်ပီယံရှစ်မှာအပွင့်မလှခဲ့ရပေနဲ့နောက်ထပ်အခွင့်ရရအောင်မလားဆိုတာကလည်းစောင့်ကြည့်သွားရအောင်မှာဖြစ်ပါလိမ့်159 29 game ပွဲမှာတော့ဂျောင်မီအာတူကန်ရဲ့အတွဲဆိုင်ကလည်းပါဝင်လာခဲ့ပါတယ်။ One Championship ကဒီအတွဲဆိုင်ကိုဝင်နာနီမာကြီးညာလာခဲ့တာဖြစ်ပါတယ်။ဝေးစီစဉ်လာတဲ့ပုံစံကိုကြည့်ရမယ်ဆိုရင်တော့159 29မှာအတွဲဆိုင်တွေကနည်းနေသလို One Championship ကအလင်းစလို့စီစဉ်လိုက်ရတာပဲဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်ရှာမီအာဘူဂန်နဲ့လက်ရည်တူပွဲတဲပီးရမယ့်ဖိုက်တာကလည်းမရှိနေခဲ့ပဲနဲ့မလီခင်းနဲ့ထိုးပိုးကလည်းမဖြစ်နိုင်သေးပါဘူးဒီလိုအနေထားမျိုးမှာဝမ်ချမစ်ရှစ်ကအသက်ရွေးရနေပြီဖြစ်တဲ့အောင်လရဲ့ပြိုင်ဖက်ဟောင်းဖြစ်တဲ့ဂေဘတူဂေဘောင်နဲ့ပွင့်တင်ပြလိုက်တာဖြစ်ပါတယ်ဂေဘတူဂေဘောင်ကအသက်40နှစ်တောင်ရှိနေပြီဖြစ်ပြီးတော့အောင်လထက်တောင်အသက်ကကြီးနေသေးပါလေတို့အနေနဲ့အောင်လကိုရှုံးနိမ်ပြီးကတည်းကပွဲကဝေးသွားနေခဲ့ရတာကြာပြီပင်ဖြစ်ပါတယ် 1ချမင်းရှစ်ကလီတွဲဆိုင်ကိုလိုက် heavy weight တန်းမှာစီစဉ်ပေးလိုက်တာပဲဖြစ်ပါတယ်။ Fighter နှစ်ယောက်ရဲ့ပုံမှန် weight ကလည်းလိုက် heavy weight အနေထားရှိလို့ဒီ weight တန်းမှာစီစဉ်လာတယ်လို့မြင်ပါတယ်။ဂျာမီအာဒုန်ကန်ဟာဆိုရင်လည်းဒီပွဲအတွက် weight chain အခမ်းအနားကိုကျင်းပခံနိုင်မှာပဲ။ဘန်ကောက်မြို့ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီပတူဂေဘောင်ကလည်းရှာမီအာဒုန်ကန်ကိုဘလုံးမမရှင်နိုင်ပဲလွယ်ကူတဲ့တွဲဆိုင်တစ်တွဲဆိုတာပရိသတ်တွေကအစောကတည်းကကြူတွေးပြီးတာဖြစ်ပါတယ်။ ဝဲအဆောင်မှာဂေပါဒိုဂေပေါင်ကအတင်းလိုက်ဝင်ထိုးတက်ခဲ့တဲ့ဆိုပေမဲ့လည်းထိချက်ကမရရှိနိုင်ခဲ့ပါဘူးဂေပါဒိုဂေပေါင်ကဝင်လုံးဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့ချာမီအော်တိုကန်ရဲ့ level မှာမရှိနေတာကြောင့်သူပဲဟန်ချက်ပြတ်သွားခဲ့ရပြီးတော့အောက်ကနေဖြစ်သွားခဲ့ရပါလိမ့်ဝမ်ရဲ့စီမင်းပိုင်းကိုကြီးညက်နေတဲ့အော်တိုကန်ကတော့ ground မှာဒုတိုက်ချက်သုံးပြီးတော့မှပွဲသိမ်းပေးလိုက်ပါလိမ့် ground ဖောင်းထိုးတဲ့နေရာမှာလည်းအော်တိုကန်ကတော်တော်လေးညာထိုးတက်နေခဲ့တာကိုလည်းတွေ့လိုက်ရပါတယ်အော်တိုကန်အတွက်ကတော့ဒီပွဲတွေကငွေရှာဖို့အတွက်တီးတန်းလို့တောင်ဖြစ်နေပြီး ဒီနိုင်ပွဲနဲ့အတူဘွန်နက်စုဒေါ်လာ9000ကိုထပ်ပြီးတင်ပတ်ပြသွားနိုင်ခဲ့ပါတယ်။ဝမ်ချမစ်ရှစ်ကရှာမီအာရူဂန်ကိုသူ့ရဲ့ level မဟုတ်တဲ့ပြိုင်ဖက်တွေနဲ့ပြီးတွေ့နေခဲ့တာဖြစ်ပြီးတော့ဒီပွဲတွေကိုထိုးဖို့အတွက်လည်းအာရူဂန်ကိုယ်တိုင်ကလည်းစိတ်ပါပုံမပေါ်ပါဘူး။အနိုင်ရတဲ့အပြီးမှာတော့ပျော်ရွှင်တဲ့ပုံစံမျိုးကိုမပြတာနိုင်ခဲ့ပါဘူး။ပွဲအပြီးမှာဆိုရင်လည်းရှာမီအာရူဂန်ကသူ့ကိုခပ်ပတ်လူခွင့်ပေးဖို့အတွက်တောင်းဆိုသွားခဲ့ပါတယ်။ရှာမီအာရူဂန်ကဘဲဖိုက်တာပဲဖြစ်ဖြစ်အရေးမကြီးပဲခပ်ပတ်လူခွင့်တာလူချင်းတဲ့လူစုပြီးပြောဆိုသွားခဲ့ပါတယ်။ မွန်ဂိုလီးယားဖိုက်တာဂျီတူဖြစ်တဲ့ MOG ဘန်တာခုဟာ One Friday Fight ပွဲစဉ်မှာစတင်ထူတက်ခဲ့ပြီးတော့ပွဲကြီးတွေမှာလည်းထူတက်ခွင့်ရရှိလာခဲ့တဲ့အထိအောင်မြင်လာခဲ့ပါတယ်။အသက်က36နှစ်အရွယ်ဆိုတာကဖိုက်တာတွေအတွက်အကြပိုင်းကိုရောက်သွားတတ်တဲ့အရွယ်လေးဖြစ်ပါတယ်။ဒါပေမဲ့ဘန်တာခူကတော့အသက်36နှစ်အရွယ်မှာတော့ရလက်ကောင်းတွေကိုရယူနိုင်နေသေးပါတယ်။သူက1 championship မှာ6.9တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားခဲ့ပြီးတော့ အနိုင်ရတဲ့6ပွဲစလုံးမှာလည်း၄ပွဲအထိကိုပွဲဖြတ်ပြထားနိုင်ခဲ့ပါတယ်159 29ဂျင်းပွဲမှာဆိုရင်လည်း MOK Bantamkuk က Philippine Fighter Jeremy Pickett ကိုထုတ်တက်တွန်းပြခဲ့ပါတယ် Jeremy Pickett ဆိုတာကမြန်မာပရိသတ်တွေနဲ့တိတ်မဆိတ်တဲ့ Fighter ဖြစ်ပြီးတော့ Theatan ကိုအနိုင်ယူနိုင်ခဲ့ဖို့တဲ့ Fighter လည်းဖြစ်ပါတယ်လူက theater နဲ့ပွဲနောက်ပိုင်းမှာလဲတပွဲတာထူးတက်ရသေးပြီးတော့ပွဲကပုံမှန်မရပင်ဖြစ်နေခဲ့ရပါတယ် ဒီပွဲမှာဆိုရင်လည်းမွန်ဂိုလီးယားဖိုက်တာကြီးကပင်အသာစီးထိုးတက်ပြီးအမတ်နဲ့အနိုင်ယူပြသွားနိုင်ခဲ့ပါတယ်ပထမအချီအစောပိုင်းမှာအပြန်လန်ရှင်ထိုးတက်ခဲ့ကြတဲ့ဆိုပေမဲ့လည်းဗန်တာခုကထိတ်တောင်းချပြီးချုပ်ဖို့ကြိုးစားခဲ့ပါတယ်ကောမာသူအတန်နဲ့ကီမူရာချုပ်ကွက်ကိုရောက်ဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့လည်းဂျီလူမီပစ်ကက်တက်ကတော့တည်တည်ငြိမ်ငြိမ်နဲ့ကောင်းကွယ်ပြတ်သွားနိုင်ခဲ့ပါတယ်ဒုတိယအချိန်မှာလည်းပွဲကတော့ ground မှာပဲဆက်ပြီးရှင်ပြန်ခဲ့ကြပြီးတော့ ဂျီရိုမီပီကတစ်ကလည်းအမ်ပါချုပ်ရယူသွားနိုင်ခဲ့တဲ့အထိလောက်ပြနိုင်ခဲ့ပြီးမဲ့ခွဲကမသိမ်းပြလိုက်နိုင်ပါဘူးပထမအချိန်နဲ့ဒုတိယအချိန်လိုပဲတတိယအချိန်မှလည်းရှင်းလုံးရင်းနဲ့ပြီးဆုံးသွားခဲ့ရပါတယ်နောက်ဆုံးမှာတော့မြေပြင်မှာအပေါ်စီပိုဇီရှင်ကနေအတားစီကစားပြသွားနိုင်ခဲ့တဲ့အမ်အိုဂီဘန်တာခုကပဲအမတ်နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်မွန်ဂိုလီးယားဖိုင်တန်ကြီးဟာဆိုရင်ဒီပွဲမှာတိုင်ခင်တုံးကဘန်တန်ဝိတ်တန်ရဲ့အဆင့်9နေရာမှာရှိနေခဲ့တဲ့ဖိုင်တာပဲဖြစ်ပါတယ် အခုနိုင်ပွဲကြောင့်သူ့အနေနဲ့ ranking ထပ်တက်လာဖို့ရှိနေပြီးခပ်ပတ်လူခွင့်လဲချက်ချင်းရရှိသွားနိုင်ပါတယ်။နောက်ပွဲမှာတော့ Fabrizio Andrade ထံကနေပြီးနောက်မှာ Bantam Week ခပ်ပတ်ကိုလူမဲ့ Fighter က NOK Bantam ခုပဲဖြစ်လာမလားဆိုတာကတော့ကျွန်တော်အနေနဲ့တကယ့်ကိုစိတ်ဝင်စားမိပါတယ်။ One Fight Night 29 game ပွဲရဲ့ကောင်ပွဲမှာဆိုရင်တော့မြို့တမီခပ်ပတ်လူပွဲတွဲဆိုင်ကလည်းထည့်သွင်းထားခဲ့ပါတယ်။ အလီစီယန်ရူဒီကက်စ်ကဒူမိုင်းရဲ့အန်တန်ဝိတ်ချန်ပီယံကပ်ပတ်ကိုမာရီမတ်စ်မနုံမွန်းနဲ့ထိုးတက်တွန်းခဲ့ရပြီးကောင်းကွယ်တွန်းခဲ့ရတာဖြစ်ပါလေ။အစတုန်းကတော့ဒီတွဲဆိုင်ကရှာဟိုဂန်နဲ့ကပ်ပတ်လူခွင့်ပြီးထားခဲ့တယ်ဆိုပေမဲ့လေဒူမကနှုတ်ထွက်တွန်းခဲ့ရလို့မာရီမတ်မနုံမွန်းကလူစားဝင်ထိုးတက်ပြီးရှင်ပြိုင်တွန်းခဲ့ရတာဖြစ်ပါလေ။အလီစီယန်ရူဒီကက်စ်ကတော့ဒီပွဲမှာအလဲထိုးနဲ့အနိုင်ယူပြီးတော့သူမရဲ့ချန်ပီယံကပ်ပတ်ကိုကောင်းကွယ်ပြသွားနိုင်ခဲ့ပါလေ ဒီပွဲမှာအလင်းဆရာရူဒီဂက်စ်ကပင်အပြည့်အသက်အသားစီးယူထုတ်တက်နိုင်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။အစောပိုင်းမှာတော့နင်းချီတွေထောက်လက်တီးတွေနဲ့အကွာဝီးထိမ့်ပြီးတော့မှအကဲဆန်းနေခဲ့တယ်ဆိုပေမဲ့လည်းနောက်ပိုင်းမှာတော့အလင်းဆရာရူဒီဂက်စ်ကတိုက်စစ်ဖွင့်လာခဲ့ပါတယ်။ဒုံချီပြည့်တဲ့အထိတော့မရီမတ်မနုံမုံကတောင်းခံသွားနိုင်ခဲ့တယ်ဆိုပေမဲ့လည်းချန်ပီယံလူပွဲဖြစ်လို့ငါးချီပွဲထုတ်တက်ခဲ့ရတာပါ။ဒီပွဲမှာတော့မရီမတ်မနုံမုံရဲ့မာကွန်ကိုလေးချီတူးရမှာဖြစ်ပြီးတော့ ်အလီဆီယာရိုဒီဂက်စ်ရဲ့ delasan ဖိအားပေးမှုကိုတောင်းခံပြသွားနိုင်ခဲ့ပါတယ်။လီချီပြည့်လို့အနားယူတဲ့အချိန်မှာတော့ဇေယဝင်ကဆက်လက်ရှင်ပြိုင်ခွင့်မပြုတဲ့အတွက်ကြောင့်ဂျူဝိုင်းတန်ကပွေးရလိုက်ပြီးဒေါက်တာစတော့ပစ်ပုံစံမျိုးနဲ့အလီဆီယာရိုဒီဂက်စ်ကချန်ပီယံပွဲကိုကာကွယ်ပြသွားနိုင်ခဲ့ပါတယ်။ဒီပွဲအပြီးမှာတော့အလီဆီယာရိုဒီဂက်စ်ကအတန်ဝိတ်ကစ်ပေါဇင်ချန်ပီယံဖက်ချစ်ချကိုစင်ခွန်သွားခဲ့တယ်လို့စတမ်ဖက်တနဲ့လေ MMA ဘိုင်းမှာမကြီးပွဲထိုးမယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ဒီမှာရဲ့နောက်ပွဲကဘယ်သူနဲ့ဖြစ်လာမလဲ ဝမ်ချမစ်ရှစ်ကတခြားခပ်ပတ်စင်ကိုခွင့်တွေပြီးသွားမလားဆိုတော့ကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့တကူတကာဆောင်ကြည့်သွားဖို့လိုအပ်နေပါတယ်။ဝမ်ချမစ်ရှစ်ကနောက်ပိုင်းမှာဆိုရင်တော့တာမစ်စီစစ်စီးတဲ့အပိုင်းကိုလည်းအလီးပီးလှုပ်ဆောင်လာခဲ့ပါတယ်။ဒီကနေ့ဇန်နဝါရီလ31ရက်နေ့မှာဂျင်ပန်ပြုလုပ်သွားခဲ့တဲ့ One Friday Fight ပွဲစဉ်အပြီးမှာကလေးကတားမြစ်စီစစ်စီမှုတွေကိုလှုပ်ဆောင်ခဲ့ပြီးတော့အဲဒီကနေ့တားမြစ်စီကျတဲ့ Fighter 2ယောက်ပေါ်ထွက်လာခဲ့ပါတယ် သူတို့တွေကတော့ပြည်သက်တွေတရှိကြပြီးတော့ဖြစ်တဲ့ Russian fighter Kimlian Nabati နဲ့ Ferrari Fetes တို့ပဲဖြစ်ပါတယ်။ One Championship မှာ9ပွဲဆက်ပြီးခပ်ပတ်လူခွင့်နဲ့လည်းနီးဆက်လာနေတဲ့ Kimlian Nabati ကတော့တနည်းအထိပွဲပင်ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ဒါနဲ့ပတ်သက်ပြီး Nabati ကတော့လက်ရှိမှာဖြည့်ရှင်းချက်ပေးလာခဲ့ပြီလည်းဖြစ်ပါတယ်။သူ့အနေနဲ့တားမြစ်ဆေးကိုရည်ရွယ်ချက်ရှိရှိတုံးဆွဲခဲ့တာမျိုးမဟုတ်ပဲမတော်တဆတစ်ခုတောင်ဖြစ်တယ်လို့ Nabati ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိကိစ္စနဲ့ပတ်သက်ပြီးဖြည့်ရှင်းချင်တာကတော့ကျွန်တော်ကမမျှတတဲ့နီးလန်းတဲ့ရှင်ပြန်လူစိတ်မရှိခဲ့တာဆိုတာပါပဲကျွန်တော်အနေနဲ့ဒီနှစ်ပိုင်းတွေမှာခွဲစိတ်ကုတတ်မှု၅ကြိမ်အထိခံယူခဲ့ရပါတယ်နောက်ပြီးလက်ကျူးသွားခဲ့လို့ခွဲစိတ်ခဲ့ရပြီးဆရာဝန်ညွန်ကြားတဲ့ဆေးတွေကိုလည်းတောင်းပေးခဲ့ရပါတယ်အဲ့ဒီထက်ကဆေးတမျိုးကတမျက်ထားတဲ့ဆေးဆိုတာကျွန်တော်ကိုယ်တိုင်ကလည်းမသိခဲ့ပါဘူးဒါကလည်းကျွန်တော်အမှားဆိုတာသိပါတယ်ဒီအတွက်လည်းအပြည့်အဝတာဝန်ယူပါတယ် မတရားနဲ့နီးနဲ့ရှင်ပြိုင်လူစိတ်တော့လုံးဝမရှိပါဘူးဆိုပြီးနမတိကရင်းရင်းကြီးကြီးနဲ့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ပြိတ္တတွေအနေနဲ့ရောနမတိကိုပွဲပယ်ပြစ်ဒဏ်ပေးတာနဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်ယူဆချက်တွေရှိပါသလဲ။ကျွန်တော်အနေနဲ့ကတော့သူ့ကိုထပ်ပြီးတော့ပွဲပယ်ပြစ်ဒဏ်တက်တာသွားအောင်လပိုင်းတွေရှုတ်ပြီးတင့်တယ်လို့မြင်ပါတယ်။ဟုတ်ကဲ့ပါ။ဒီကနေ့မှတော့အကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစုစည်းတုံးတန်းတင်ဆက်ပြီးတွန်းခဲ့တာပဲဖြစ်ပါတယ်။ ဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပင်ဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ